ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်6လပိုင်းတလစာအတွဲတနင်္ဂနွေသားသမီးရနေစတင်ပြီးတော့ဟောပြောပြီးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုတနင်္ဂနွေသားသမီးများကြည့်နေတယ်ဆိုလို့ရှိရင်တော့အစဆုံးလေးကြည့်သွားပြီးဖို့တောင်းဆိုပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ6လပိုင်းမှာတနင်္ဂနွေသားသမီးများက ဆရာသမားတို့ပုဂ္ဂိုလ်မျိုးတွေမိဘအထက်လူကြီးပုဂ္ဂိုလ်မျိုးတွေ ਨੇ ကောင်းသောအကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်ထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်အဲ့တော့မိဘဆရာသမားတို့ပုဂ္ဂိုလ်မျိုးတွေ ਨੇ ပတ်သက်တာ မိဘအကြီးကဲနဲ့ပတ်သက်တာဟောမိသားစုရဲ့မာမအမွေနဲ့ရတာမျိုးလေကုညီထောက်ပံ့ခြင်းနဲ့ညာစွာရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများကသင်တန်းပေါ့ကိုသက်ချင်တဲ့ပညာရက်ကိုမှလေးလာသင်ယူရတာမျိုးတွေသင်တန်းမှာတက်ရောက်ရတာမျိုးတွေအဆက်အသွယ်တည်တည် ရရှိတာမျိုးတွေဖြစ်တတ်ပါတယ်ထူးတစ်ပြေတနင်းကိုနေသားသမီးများအမျိုးသမီးတဦးနဲ့ပတ်သက်ပြီးတော့ကုညီဆောက်ရှောက်ခြင်းတွေကုညီမသာခြင်းတွေအကူညီကောင်းတွေညားစွာရရှိမဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့အပြူလူပြူဖြစ်နေတယ်ဆိုရင်တော့အိမ်နောက်ကြာတပါတယ်မင်္ဂလာကိန်းတွေ တွေ့ရတတ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးလိုက်စားတတ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီ6လပိုင်းဆိုတာကလေနှစ်တဝက်ကျိုးသွားတာပါနော်။2025နှစ်တဝက်ကျိုးသွားတာပါ။ဒါကြောင့်တနင်္ဂနွေသားသမီးတွေက6လပိုင်းမှာစပြီးတော့လက်မထောင်နိုင်ပါပြီ6လပိုင်းကနေစပြီးတော့မှစိုင်းတဲ့အိမ်အစ်တဲ့ နော်မိမိတို့ရဲ့စီးပွားရေးတွေအစ်စ်အစ်စ်တွေစတင်တာမျိုးတွေအကောင့်ထဲပေါ်တာမျိုးတွေလုံးဝကောင်းတဲ့ဘက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်ဥတည်နေတာဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့အကြံပေးချင်တာကဆရာသမားတို့ပုံကုတ်မျိုးတွေတောင်ချင်းမြောက်ခြင်းတွေချီးကျူးခြင်းတွေခံစားရတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ စေဝါပတ်နဲ့စေဝါနဲ့ပတ်သက်တဲ့စေဝါဆိုင်ရာပေါ့စေဝါရေးတွေဆောင်ရွက်ရတတ်ပါတယ်အဲ့တော့စေဘက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေမှာသွားပြီးတော့အကျိုးကျေးဇူးတွေရရှိတတ်ပါတယ်အထယ်လိတ်လုပ်ငန်းမျိုးတွေနဲ့ပတ်သက်ရင်အကျိုးကျေးဇူးတွေရရှိသလိုငွေကြေးဆိုင်ရာစေဝါရေးနဲ့ပတ်သက်ရင်တော့ပျက်စီးခြင်းတွေစိတ်တော့ကရောက်ခြင်းတွေ ကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ငွေကြေးပိုင်းမှာတော့စီမံခန့်ခွဲမှုတွေအထူးတတိထားမှာဖြစ်ပါတယ်။ကျွန်မအနေနဲ့အကြံပေးချင်တာကကျန်းမာရေးအထူးဂရုစိုက်ပါအကျောတက်တာတွေအကျောထုံတာတွေဖြစ်တတ်ပါလေ။ဒူးအောက်ပိုင်းဒုက္ခပြီးတတ်ပါတယ်။ထတော့လမ်းကြကြရှောက်လို့မရတာမျိုးတွေခဏခဏခြေခောက်လဲတာမျိုးတွေလည်းကြုံရတတ်ပါတယ် ဲ့တော့မိမိတို့အနေနဲ့မိမိတို့မှာအိမ်မှာမတုံးတဲ့ဆက်ပစ္စည်းအဟောင်းအစုပ်ရှိနေရင်အခုချက်ချင်းပဲထုတ်ပြစ်လိုက်ပါမိမိတို့မှာရှိနေတဲ့အញ្ញံနေပြေပြောက်သွားမှာဖြစ်ပါတယ် တော့စက်ပီစီနဲ့ပတ်သက်ပြီးတော့မိမိတို့ဒီတလမှာအဝင်လုံးဝမခံပါသေးနဲ့။ကိုယ့်အိမ်မှာရှိနေတဲ့အဟောင်းတွေအစုပ်တွေမတုံးမနဲ့နှမျောနေလို့တင်းဆဲထားတာတွေရှိရင်တော့အញ្ញံဆုံးထုတ်ပြလိုက်ပါ။အဲ့တော့မိမိတို့အနေနဲ့နာမည်မှာမိမိတို့ရဲ့နာမည်မှာမအိုက်ခင်ရာကြီးပါးဆောင်အခင်ရာကြီးဘာကုံအခင်ရာကြီးเนาะ ဗလက်ချိုက်အခင်ယာတွေပါခဲ့တယ်ဆိုလို့ရှိရင်တော့ထိပေါကင်းရှိပါတယ်ထိထိုးပေးဖို့လိုအပ်ပါတယ်ကျမကြီးအနေနဲ့အထူးကယူဆက်ရမှာ ဖြစ်ပါတယ်မူးမော်တာတွေပြိုအန္တရာယ်တွေဝမ်းပိုက်နဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေမျက်စိဥပပေးတတ်ပါတယ်အဲ့တော့ဒီတနင်္ဂနွေသားသမီးများဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်တောင်ကြီး เนาะအိမ်တောင်ကြီးမှာမိမိတို့ရဲ့အမျိုးသမီးဆိုရင်မိမိတို့ရဲ့အမျိုးသားလင်ယောက်ျားဘက်ကမိမိတို့ရဲ့ခင်မွန်းဘက်ကနေပြီးတော့လက်အောင်ငယ်သားညီကိုမောင်နှမများအကျိုးကျေးဇူးတွေရရှိတတ်ပါတယ်။ကိုကြီးထောက်ပံ့ခြင်းတွေရရှိတတ်ပါတယ်။အဲ့တော့စံစီစေးစားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေတိုးချက် ဒါမျိုးတွေဖြစ်ပါတယ်။စိုင်းတစ်ဖွင့်လင်တာမျိုးတွေကောင်းပါတယ်။အဲ့တော့တခုပြောချင်တာကမိတ်ဆွေများ မိတ်ဆွေတူဖို့မျက်နှာပြက်စရာတွေကြုံရတတ်ပါတယ်။အဲ့တော့ဆွေကိုရေလှုပ်ဆောင်ချက်တရားဒီ6လပိုင်းမှာအောင်မြင်နေတာဖြစ်နေတဲ့အတွက်မကောင်းတဲ့သတင်းစကားတွေတော့ကြားရတတ်ပါတယ်။မနာလို့တိုက်ခံနေတယ်နည်းနည်းတော့တွေးပါလိမ့်မယ်။ ဲ့တော့ဒီ6လပိုင်းလာဆလာဆိုရင်မဟုတ်ပါဘူး20ရက်ကျော်နောက်ပိုင်းမှာအခုနလိုတိုက်ခန်းနေမကောင်းတဲ့တည်င်းစကားတွေကြားရတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ညီကိစ္စကြီးစောင့်ရမယ်ဆိုလို့ရှိရင်တော့အကျိုးကျေးဇူးခံစားရတတ်ပါတယ်အဲ့တော့မြေရောင်းဝယ်တွေပြုတ်လုံနေတဲ့မိษွေများအတွက်ကတော့ဒီ6လပိုင်းမှာလက်မထောင်နိုင်ပါပြီအဲ့တော့မိမိတို့အနေနဲ့ကျမရေးတို့အထူးပြုစိုက်ပေးပါအဲ့ ဒါကြောင့်အញ្ញံများကြည်သွားအောင်လို့ဇင်းညွန်ကလေးလှူပေးပြီးတော့မှဇင်းညွန်လေးကိုမိမိတို့အနေနဲ့အင်္ဂါနေ့မနေ့စောစောပိုင်းလေးမှာဇင်းညွန်သုံးညွန်လှူပေးပါ နောက်တစ်ခုစာကလေးတွေလှုပ်ပေးပါ စာကလေးသုံးကောင်လှုပ်ပေးပါလှုပ်ရမယ်ဖခင်စက်ကဆန်ဖခင်ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့မေမြို့ပန်းဖိတ်သိပ်ပန်းပေါ့ မေမြို့ပန်းဘိတ်သိပ်ပန်းဆိုဘိတ်သိပ်ပန်းကတော့အပွင့်ကြီးကြီးအာအာကြီးတွေပွင့်တဲ့ပန်းကိုဘိတ်သိပ်ပန်းလို့ခေါ်ပါတယ်။ကဲဘိတ်သိပ်ပန်းမရဘူးဆိုရင်တော့မေမြို့ပန်းပဲမုတ်မလေးပွားနော်မလေးပွားလို့မလေးပွားရယ်မလေးပွားကတော့၄ခုမေမြို့ပန်းက၅ပွင့်ပဲမုတ်က၅ခုမိုးကောင်းဖျားရွှေဖုံးပွင့်ဖျားမှာတွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။ လှူရမယ့်နေရာတော့မိမိရဲ့မွေးနေ့9နာရီ45မှာလှူပေးရမှာဖြစ်ပါတယ်။တပတ်ကိုတစ်ချိန်လှူပေးလဲရပါတယ်။တစ်လအလုံးမှာ3ချိန်လောက်လှူပေးမယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေသားသမီးများဒီ6လပိုင်းမှာကောင်းကျိုးချမ်းသာရရှိမှာအမှန်ပဲဖြစ်ပါတယ်။ကဲတနင်္ဂနွေသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနေနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပိုင်လူရဆန္ဒတွေလည်းတည်ဝနိုင်ကြပါစေရှင်။